ယနေ့ကဘာပေါ်မှာ20နှစ်တိုင်းကဘာလူဦးရေတန်ပေါင်းများစွာရှိတဲ့အထက်မှာအသက်ရှင်သောဘုရားသခင်ကိုယုံကြည်တဲ့သူတွေကလည်း20နှစ်တိုင်းတိုးပွားနေပါလေဒါတော့မှပိတ်ထားတဲ့အထက်ကနေတိုးပွားနေရနော်ပိတ်မထားပဲလွတ်လွတ်လပ်လပ်တကယ်တစ္ဆာတရားအတိုင်းအနောက်ချက်မရှိအစီတမ်းမရှိပြောခွင့်သာရလို့ရတော့တကဘာလုံးမှာရှိတဲ့လူပေါင်းများစွာကအသက်ရှင်တဲ့ဘုရားသခင်ကိုတကယ်ပဲအသက်တာထဲမှာခံစားသွားရမှာဖြစ်တယ် ရုပ်လူမျိုးကွန်မြူနတီနိုင်ငံတောင်မှပဲနှစ်စဉ်နှစ်တိုင်းလူတန်းပေါင်းများစွာအာရှမှာဖျားကျွန်ယုံကြည်တဲ့သူနှစ်စဉ်တိုင်းတိုးပွားတာတရုတ်ပြည်ဒါပေမဲ့တချို့လူတွေမသိကြဘူးပေါ့နော်တရုတ်ကတလောက်ကြောင်ပိတ်ထားတာတောင်မှအာတိုးပွားနေတယ်အဲ့ဒါကို knee up အတင်းတော်လို့ခေါ်တယ်ပေါ့နော်အာတိတ်တိတ်လေးနဲ့ဖျားတခင်ကိုယုံကြည်လက်ခံပိတ်ထားတာတောင်မှတိုးပွားတယ်ပုတ်ပွင့်လင်းလင်းအရှိတိုင်းတကယ်တစ္ဆာတရားအတိုင်းအထက်နေနေမြင့်နေတော့တမာတရားအတိုင်းဟောပြောခွင့်တော်ရလို့ရတော့ လူတွေကအမှန်တကယ်ဘုရားသခင်ကိုမြင်တွေ့တော့မှာဖြစ်တယ်။ဘာကြောင့်လဲဘုရားသခင်ကတကယ်အသက်ရှင်တော့ကြောင့်ယုံကြည်တဲ့သူတွေကဘုရားရဲ့တက်တည်ရတော့လို့။ဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်ပင်လျင်ထိုကဲ့သို့လူမျိုးကနေကြောင်းလဲလာတာဖြစ်တယ်။ကျွန်တော်ရဲ့မျိုးဖလာမွေးဖွားလာတာတော့ဘုရားဘာသာမိသားစုကမွေးဖွားလာ။ဒါပေမဲ့ကျွန်တော်အသက်20မှာကျွန်တော်ဒီအရာကိုပန်းချပြီးသဘောပေါက်သွားတာဖြစ်တယ်။ပို့ပြီးတော့ဘုရားတက်တည်တွေခံစားရတယ်။ကျွန်တော်မိသားစုလည်းသိတယ်။မိသားစုထဲမှာကျွန်တော်နဲ့သူတို့နဲ့မတူဘူး။အပြစ်ဇာရိတဘိုင်းရောပေါ့နော်။သူတို့သိပါတယ်။အဲ့ဒါလိုမျိုးပေါ့နော်။ တော့ကဘာပေါ်မှာဘာကြောင့်လူတွေကဘုရားသခင်ကိုယုံကြည်လက်ခံတာလဲအဲ့ဒါပဲဘုရားရဲ့တက်တည်တက်တည်ရတယ်ဘုရားရဲ့အသက်ရှင်ခြင်းတွေရတယ်ခရစ်တော်ကိုယုံကြည်တဲ့တကယ်စိတ်ကူးစိတ်တမ်းနဲ့ယုံနေတာမဟုတ်တကယ်ကိုတက်တည်ရတာဖြစ်တယ်အဲတချို့လူတွေကမုတာထဲမှာပိတ်မိနေတာတချို့ဘာသာရေးထဲမှာပိတ်မိနေတာကိုယ်တိုင်လည်းမကျင့်နိုင်ဘူးကျင့်လည်းမကျင့်ပါဘူးလူတွေကတော့ရှောက်ပြောနေတာပေါ့နော်အကျင့်အကျင့်နဲ့ပြောနေကျွန်တော်တို့ကမကျင့်ရဘူးလို့တော့မပြောဘူးမကျင့်နိုင်ဘူးလို့ပြောတာဖြစ်တယ်ဘုရားသခင်ကိုယုံကြည်တဲ့သူတွေကပိုးပြီးတော့မှအကျင့်ပြောင်းလဲခြင်းတွေကျွန်တော်ဆိုရင်တစ်ချိန်တော့ဘုရားသခင်ကိုမသိခင်တော့အပြစ်လို့အပြစ်မှန်မသိပဲအပြစ်ထဲမှာပြောနေတာ ဟိုမူသားစကားတွေရောဒေတာရစကားပြောရင်တော့အစဲပါမှအဲ့လိုယူဒါပေမဲ့ဘုရားဆုံးယုံကြည်တဲ့အခါမှာဒါတွေကမကောင်းဘူးသိသွားရတယ်ပေါ့နော်အဖျားရဲ့ပြင်းချင်းခံရတတ်တယ်အဲ့အဲ့လိုတချို့လူတွေကပေါ့နော်ငါကျင့်နိုင်တယ်လိမ့်နေတာဘာသာတရားကျင့်စင်နေကျင့်နိုင်တယ်ဆိုတာလိမ့်နေတာအဲ့ဘုရားတရားမကျင့်နိုင်လို့လာခဲ့တာပြီးရင်အပြစ်ထဲမှာမထားခဲ့ဘူးအပြစ်ထဲကနေကယ်တာအကျင့်ကိုလည်းပြောင်းလဲစေအဲ့တော့ကဘာပေါ်မှာဘာကြောင့်တန်ပေါင်းများစွာသောလူတွေနှစ်စဉ်နဲ့တိုင်းပြောင်းလဲနေတယ်လဲဆိုရင်ဘုရားတခင်အသက်ရှင်ခြင်းတကယ်ခံစားရလို့ဖြစ်တယ်ဘာသာတရားမှာတော့ မရှိဘာသာတရားကပြောမယ်ဆိုလောကီတရားပဲလေလောကရဲ့ထောင်စံအတိုင်းဒါလုပ်ရင်ဒါရမယ်ဒါပဲဒါပေမဲ့ပြဿနာကလူမလုံနိုင်တဲ့အရာတွေအများကြီးပဲ